ကမ္ဘောဒီးယားခြေဆိုင်ငွေလင်ကိုင်းချုပ်တဦးကိုအမေရိကန်ကဆွဆွဲချက်တင်လိုက်တာကမ္ဘောဒီးယားကငွေလင်ကိုင်းတွေမှာပိတ်မိနေတဲ့တောင်ကိုရီးယားနိုင်ငံသားတွေကိုကယ်ထုတ်ဖို့အစိုးရကအထူးအဖွဲ့တစ်ဖွဲ့ဆီလွတ်လိုက်တာစတဲ့နိုင်ငံဖြစ်ကျော်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီးကမ္ဘောဒီးယားနိုင်ငံအပေါ်မှာနိုင်ငံတကာပြည်အားတွေတိုးလာနေပါတယ်တရုတ်ကမ္ဘောဒီးယားစီးပွားရေးသမားရှန်ခေါ်ဗင်ဆန်ကိုကမ္ဘောဒီးယားမှာခြေဆိုင်တဲ့ကြီးမားကျယ်ပြန့်တဲ့ငွေလင်ကိုင်းတစ်ခုမှာပါဝင်ပတ်သက်မှုအတင်းအဓမ္မလှူအားခိုင်းစေမှုစွဲချက်တွေနဲ့ မေရိကန်တရားရေးဝန်ကြီးဌာနကသူ့ကိုဆွဲချက်တင်လိုက်ပါတယ်။ရှန်ကိုအာရှရဲ့အကြီးဆုံးနိုင်ငံဖြတ်ကျော်ရာဇဝတ်ကိုင်းတစ်ခုဖြစ်တဲ့ Prince Group ကိုဦးဆောင်တယ်လို့အမေရိကန်အာဏာပိုင်တွေကစွပ်စွဲထားပါတယ်။နိုင်ငံသားတွေကိုအလောက်ကင်တုကမ်းလှမ်းမှုတွေနဲ့ထောင်လိုခြံဝန်းတွေထဲမှာ online ငွေလိမ်လည်ဖို့အတင်းအဓမ္မခိုင်းစေခဲ့တယ်လို့လည်းဆိုပါတယ်။အဲဒါတွေကြောင့်အမေရိကန်အစိုးရက Bitcoin တသိန်း2000ကျော်အပါအဝင် ဒေါ်လာ15ဘီလီယံကျော်တန်ဖိုးရှိတဲ့ Prince Group ရဲ့ပိုင်ဆိုင်မှုတွေကိုသိမ်းဆည်းဖို့ကြိုးပမ်းနေပြီးတမိုင်းတလျှောက်အကြီးမားဆုံးအစိုးရသိမ်းဆည်းမှုကြီးတစ်ခုဖြစ်လာမှာပါ။ရှန်ရက်ကွန်ရက်နဲ့ဆက်ဆက်နေတယ်လို့ယုံကြည်ရတဲ့ပေါင်တန်း100ကျော်တန်ဖိုးရှိတဲ့လန်ဒန်မြို့ကအင်ချမ်မြေ16ခုကိုလည်းဗီဒိန်အာနာပိုင်တွေကထိန်းချုပ်လိုက်ပါတယ်။ဒီချိန်ထဲမှာပဲဒီငွေလင်းကိုင်းတွေမှာတားကောင်ဖြစ်နေရတဲ့တောင်ကိုရီးယားနိုင်ငံသားတွေကိစ္စကိုဖြေရှင်းဖို့အတွက်ဗုဒ္ဓဟူးနေ့မှာ တောင်ကိုရီးယားအစိုးရကအထူးအဖွဲ့တစ်ဖွဲ့ကို ကမ္ဘောဒီးယားကိုဈေးလွှတ်ခဲ့ပါတယ်။ဒီနှစ်ထဲမှာတောင်ကိုရီးယားနိုင်ငံသား330ဟာကမ္ဘောဒီးယားမှာပျောက်ဆုံးနေတယ်။ဒါမှမဟုတ်ထိမ့်သိမ်းခံထားရတဲ့သတင်းတွေအစိုးရကရရှိထားပြီး63ဦးကတော့ဖမ်းဆီးခံထားရဆဲလို့ယုံကြည်ရတဲ့သတင်းတွေထွက်ပေါ်လာပြီးမှအစိုးရကအခုလိုဈေးလွှတ်ရတာပါ။အသက်22နှစ်အရွယ်တောင်ကိုရီးယားကျောင်းသားတဦးဩဂုတ်လကကမ္ဘောဒီးယားမှာညှဉ်းပန်းနှိပ်စက်ခံရပြီးတေဆုံးခဲ့တယ်လို့သတင်းထွက်ပေါ်လာပြီးနောက်မှာ ီကိစ္စကအရေးတကြီးဖြစ်လာခဲ့ပြီးတောင်ကိုရီးယားအစိုးရကတန်တမန်ကန့်ကွက်လွှာတစ်စောင်ထုတ်ပြန်ခဲ့ရပါတယ်ဒုတိယနိုင်ငံသားရေးဝန်ကြီးဦးဆောင်တဲ့တောင်ကိုရီးယားအဖွဲ့ကကမ္ဘောဒီးယားကသူ့နိုင်ငံသားတွေပြန်လည်ခေါ်ဆောင်ဖို့ကြိုးပမ်းသွားမှာဖြစ်ပြီးကမ္ဘောဒီးယားအစိုးရရဲ့ပူးပေါင်းဆောင်ရွက်မှုကိုတောင်းဆိုသွားမှာဖြစ်ပါတယ်ခင်ဗျာ